မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အချိန်အခါမို့မိုးရွာနိုင်မဲ့သတိပေးချက်အမှတ်စဉ်30မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်မေလ1ရက်နေ့မြန်မာစံတော်ချိန်ည6နာရီချိန်ထုတ်ပြန်ချက်မှာတော့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်တိုင်းထွားချက်တွေရအနောက်ဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းအရှိဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင်း၎င်း ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ကလင်တွေးတွေနဲ့တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့လေဖိအားကြီးရဝန်ဒေသကရွေရှားလာတဲ့လေအေးတွေတွေ့ဆုံတာကြောင့်လကောက်အပူပြတ်တက်တိမ်တွေဖြစ်ထွန်းမှုအားကောင်းတာကြောင့်လကောက်ဒီနေ့ညနေကနေ၄ရက်၅လ2025အတွင်းနေပြည်တော်ရောင်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရတိုင်းဒေသကြီးတရိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျကျကနေနေရာစစ်စစ်မိုးထစ်ကြုံရွာသွန်းပြီးတော့ တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကာမို့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စိလက်တာမိုးသီးကြွေတာနဲ့မြေပြိုတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ ဒါအပြင်မလို့တာသူတည်တည်အွန်နိုင်ကလည်းပဲ ECNWAIF ကြိုတင်ခမ်းမန်းချက်တွေရမေလလလဲပိုင်းအတွင်းဘင်္ဂလားပင်လယ်အတွင်းမှာလေပိအားနဲ့ရောင်းတက်ခုဖြစ်ပေါ်လာနိုင်ပြီးမြန်မာနိုင်ငံမှာတော့တနိုင်ငံလုံးအတိုင်းအတာနဲ့မိုးကာလအတွင်းမေလ16ကနေဇွန်လ15အတွင်းမိုးပိုလာနိုင်တဲ့ဆိုတဲ့ကြိုတင်ခမ်းမန်းချက်တခုကို ECNWAI ဖိုကတ်မှာလည်းတွေ့ရပါတယ်ပုံမှန်အဖြစ်တော့14ရက်ခန့်လိုနေသေးတာဖြစ်ပြီးတော့ ရောင်းလဲမှုတွေအများကြီးရှိလာနိုင်တာအပြင်လူမှုကွန်ရက်ပေါ်မှာချက်ကားပြီးတော့ရေးသားနေတာတွေကြောင့်အခုလိုကြိုတင်ခံမှန်းချက်တွေ့ရင်ချက်ချင်းတင်ပေးလို့မရှိဘူးလို့ဆိုပါတယ်။အနည်းဆုံး60ရာခိုင်နှုန်းအထက်သေချာမှုရှိတဲ့အထိစောင့်ကြည့်ပြီးမှအတိပေးလာတာလုပ်ပါတယ်လို့ဆိုပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြီးကြောင့်ပဲရှားဖွေကယ်ဆယ်လုပ်ငန်းတွေအပြည့်အစုံဖယ်ရှားရှင်းလင်းလုပ်ငန်းတွေနဲ့အမိုးကနဲ့လုံခြုံစေချမှု နေထိုင်မှုအောက်မရောက်နိုင်သေးတဲ့ ငလိဒတ်သည့်ပြည်သူတွေမြေပြင်အကွဲရာအကြောင်းမိုးများတဲ့ကာလကိုရောက်လာရင်အန်ရရှိနိုင်တဲ့ဒေသတွေကမျိုးပြနဲ့ကြီးဝနေပြည်သူတွေနဲ့စိုက်ပျိုးရေးတောင်သူတွေအတွက်ကြိုတင်ပြင်ဆင်ကအချိန်မီဆောင်ရွက်နိုင်အောင်အသိပေးလာခဲ့တာဖြစ်ပါတယ်။မေလ၁၄ရက်နေ့ဘင်္ဂလားပြည်ရဲ့အရှိတောင်ပိုင်းအဒမန်ကျွန်းအနီးမှာစတင်ဖြစ်ပေါ်နိုင်တဲ့လေပြင်းလိုင်းတစ်ခုက ပုံမအကောင်းလာပြီးတော့မေလ16ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်းပင်လယ်ပြင်မှာနေပြည်တော်နဲ့ရုံတစ်ခုဖြစ်လာနိုင်တဲ့အကြောင်း ECNWAIFSAI ဖူကတ်ကကြိုတင်ခန့်မှန်းထားပါဗျာ။ AIFS ကတွက်ချက်ပုံဖော်ထားတဲ့ဝေဒါပက်တန်နဲ့အရလီဗီအာနဲ့ရောင်းဝဖြစ်လာပြီးတဲ့အခါမှာမေလ16ရက်နေ့နောက်ပိုင်းအနောက်နောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်မယ်လို့ကနအူခံမှန်းပါတယ်။ ECNWF AIFS ဂျူတင်ခံမှန်းချက်ဟာ NOAA ရဲ့ Global Tropic Hazard Outlook ကအင်ဘတ်29ရက်နေ့ကခံမှန်းထားတဲ့ ထုတ်ပြန်ချက်နဲ့လည်းကိုင်းညီမှုရှိနေတာတွေ့ရပါတယ်။ NOAA GDA အောက်လို့ရဲ့ထုတ်ပြန်ချက်မှာတော့လာမယ့်မေလ14ကနေ20ရက်အတွင်းအိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်အတွင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းဟာ20ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းထိရှိကြောင်းဖော်ပြပါရှိပါတယ်။ဖြစ်နိုင်ခြင်း90ရာခိုင်နှုန်းအထက်မရောက်သေးတာကြောင့်ဆက်လက်စောင့်ကြည့်တင်ပြပေးသွားအောင်မယ်လို့လည်းဆိုပါတယ်။ အခုတော့ကြိုတင်ခံမှန်းတဲ့လေပြီအားနဲ့ရောင်းဝန်ဖြစ်လာနိုင်မယ်ဆိုရင်မေလ14ရက်15ရက်16ရက်နေ့တွေမှာမြန်မာတိုင်းငံလုံးမိုးရွာသွန်းမှုပုံမူလာမှာဖြစ်ကြောင်း AIFS ခံမှန်းချက်တီမှလည်းတွေ့ရပါတယ်ပြည်လည်ပြည်အနေနဲ့ကြိုတင်အသိပေးသတိပေးလို့ရမယ်ဆိုရင်တော့မြို့ဝကျွန်းပေါ်ကန်နီရေလုံငန်းလုပ်ွက်တွေကကြားဖောင်လုပ်ငန်းတွေမေလလလယ်15ရက်နေ့မတိုင်ခင်ပြန်သိမ်းသင့်ပြီလို့သတိပေးထားပါတယ်။လေပြည်အာနယ်ရောင်းဝန်ဖြစ်လာတာတည်ကြမှသိမယ်ဆိုရင်တော့ အချိန်ရတာနေသွားနိုင်တယ်လို့လည်းအသိပေးသတိပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းမေလ2ရက်နေ့နေ့လယ်တနာရီမိနစ်40အချိန်မှာမူလဝတ္တတုတေတီဝန်နိုင်ကမူလဝတ္တအခြေအနေတွေကိုဖော်ပြလာခဲ့ပါတယ်။မိုးတိမ်ထုတွေကနေ့လယ်တနာရီမိနစ်40မှာမကွေးတိုင်းပဲခူးတိုင်းနဲ့ပဲခူးတိုင်းမြောက်ပိုင်းကရက်ကနေပြီးတော့အထိရွေရှားနေတာတွေ့ရပါတယ်။ ဒီဒေသတွေအတွင်းမှာမိုးများနိုင်ပြီးတော့ပြီးမှရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေကိုဆက်လက်ရွေးရှားနိုင်မယ့်အခြေအနေတွေ့နေရပါတယ်။မန္တလေးတိုင်းဘက်ကလည်းပဲမကွေးတိုင်းကိုဖြတ်ကျော်ဝင်ရောက်လာတဲ့တိမ်တိုက်တွေဆက်လက်ရွေးရှားနိုင်ပါမယ်။မြောက်ကလာမှာမိုးကြိုးပြစ်တာတွေ့ရပြီးတော့မြောက်ပိုင်းကရိုင်မှာမိုးထစ်ချုံရွာတာများလာပါတယ်။ရန်ကုန်မြောက်ပိုင်းနဲ့အနောက်ပိုင်းခရိုင်တွေပတ်မှာလေတိုင်းတော့အမြင့်ဆုံးဟာတနအီကို -10 ဆင့်ရှိတယ်လို့လည်းဆိုပါရစေ။ ဆက်လက်ပြီးတော့မေလ3ရက်အတွင်းမလို့သာအခမ်းအနှံချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မှာတိမ်သင့်နှင်းကနေတိမ်ထွက်ပြီးတော့ကပ်ပလီပင်လယ်ပြင်မှာတိမ်နှင်းငယ်ဖြစ်ထွန်းပါမယ်။ပြည်နယ်ပြည်ချင်းတွေကတော့ရခိုင်ကင်မရာနဲ့မြို့ဝကျုံပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိုက်ကိုစစ်မှန်ကနေ -20 ခန်းတိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသိမ့်နေရှိပါမယ်။ ။တရင်နိုင်ကင်မရာနဲ့မော်တော်ကွေးမှာတော့လေယာအရှိအရှိမြောက်ဘက်ကနေတနိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။မိုးချေနေဟာနေပြီးတော့မန်လေးတိုင်းတရင်နိုင်တိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့ခရစ်နီပြည်နယ်တွေမှာတော့နေရာကွက်ပြီးမိုးကြီးကစကိုင်းတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်မှာတော့နေရာစစ်စစ်ကနေရာကျကျမိုးထစ်ကြုံရွာသွန်းပြီးတော့မကွေးတိုင်းရန်ကုန်တိုင်းအရာတွေတိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်မှာတော့နေရာကွက်ကြမိုးထစ်ကြုံရွာပါမယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတွန်းလုံးမှာနေပူချိန်တွေရောကြပါမယ်။မြို့ချိန်တွေကတော့မြန်မာနိုင်ငံတွန်းလုံးမှာမြို့ကြစ ြင်းမှုရောကြပါမယ်ရှင်ဆက်လက်ပြီးတော့လေမေလ၄ရက်အတွက်မလို့သားခမ်းမန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မှာတိမ်သည်တဲ့ကနေတည်တူတက်ပြီးတော့ကပ်ပြည်ပင်လယ်ပြင်မှာတိမ်နေငယ်ဖြစ်ထွန်းပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်အတွက်ကမ်းရိုးတဲ့မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မော်ဒမကွိတ်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တင်ရှိပါတယ်။တင်းနိုင်ကံရမ်းမှာတော့လေဟာအရှိဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တင်ရှိပါမယ်။ မိုးချင်တွေကတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းတဲနာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ခရီးနေပြည်နယ်တွေမှာတော့နေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထစ်ကြုံရွာသွန်းပြီးတော့မကွေးတိုင်းရှမ်းကိုတိုင်းအေရီတိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်နေပူချိန်ကတော့မကွေးတိုင်းရောင်တိုင်းအေရီတိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်မှာပုံမှန်အပူချိန်ထက်မြင့်တက်ပါမယ်။မြူချင်တွေကတော့မနိုင်ငံတွန်းတော့မှမြူချဆင်းမှုရောကြပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်းပြင်ဦးလင်ကြောင်မဲ့တဝဲဘိတ်ဘိုးပြင်းနဲ့ကွတ်တောင်ခဲမှာလာမဲ့36နာရီအတွင်းမှာမိုးသင်းတဲ့ထေချုံရွာတော့ပြီးတော့နေရာကွက်ပြီးမူးကြည့်မယ်လို့ဆိုပါရယ်ဒီနေ့2ရက်5လ2025ရက်နေ့ညနေ3နာရီ30မိနစ်အချိန်မှာတော့မလို့တာချိုတူကဖမ်းယူရရှိတဲ့ပုံရနှစ်ပြီးတော့မန်လေးတိုင်းမကွေးတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မိုးပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနယ်မြောက်ပိုင်းကရင်ပြည်နယ်နဲ့အောက်ပိုင်းတွေမှာ နေရာကွက်ကြားပဲခူးတိုင်အရာတွေတိုင်းရန်ကုန်တိုင်းတရဲနာရီတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကရင်ပြည်နယ်အထက်ပိုင်းတွေမှာနေရာစိမ့်စိမ့်မိုးထစ်ကြုံရွာသွားပြီးတော့ကြံတိုင်းဒေသတွေမှာတော့တိမ်ထုထက်မယ်လို့၂၅လ2025ရင်းနဲ့ဒီနေ့ညနေ၄နာရီအချိန်မှာ မွလဝတဌာနကွယ်ရန်ကုန်ဌာနကွယ်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ရှိရ9လ2025ကနေ16ရ9လ2025အတွင်းမှာတော့ပဲခူးတိုင်းအရာတွေတိုင်းနဲ့ရောင်တိုင်းမှာနေရာစိတ်စိတ်ကနေနေရာနှံ့ပြမှုထစ်ချုံရွာသွန်းပြီးတော့နေရာကွက်ပြီးမူကြီးနိုင်ကတနအီကိုမိုင်35ကနေ40မိုင်နှုန်းကအထိရှိတဲ့မိုးတက်လေပြင်းတွေတိုက်ခတ်ပါမယ်။ ဒီနေ့205လ2025ရက်နေ့မိုးလဲတနာရီချိန်မိုးလို့သာဂျူတူကဖမ်းယူရရှိတဲ့ပုံရမကွေးတိုင်းပဲခူးတိုင်းအီယာရီတိုင်းရန်ကုန်တိုင်းနဲ့ရခိုင်ပြည်နယ်မှာတော့နေရာကျကျမန္တလေးတိုင်းသတင်းနိုင်တိုင်းနဲ့ရှမ်းပြည်နယ်မှာတော့နေရာကွက်ကြားမိုးထစ်ကြုံရွာသွန်းနေပြီးတော့ကြံတိုင်းဒေသတွေနဲ့ပြည်နယ်တွေမှာတည်ထူထပ်မယ်လို့ဆိုပါရယ်။ဒါမဲ့36နာရီအတွင်းမှာလည်းပဲသတင်းနိုင်တိုင်းရှမ်းပြည်နယ်မှာနေရာစိတ်စိတ်မန္တလေးတိုင်းနဲ့ချင်းပြည်နယ်မှာနေရာကျကျနေပြီးတော့စကိုင်းတိုင်းထပ်ပိုင်းမကွေးတိုင်းပဲခူးတိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းကချင်ကယားကရင် မွန်ပြည်နယ်မှာတော့နေရာကွက်ကြောင်မိုးထချုံရွာသွန်းပြီးတော့တရင်နိုင်တိုင်းမှာနေရာကွက်ပြီးမူကြည့်ပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်အသင့်တက်ကနေတည်ယူတတ်ပါမယ်။ဒီနေ့၂ရက်၅လ2025ရက်နေ့မနက်စင်နိုင်ခွဲချိန်မလို့တာကျိုလူကဖမ်းယူရရှိတဲ့ပုံရအေရီတိုင်းကချင်နဲ့ရောက်ခိုင်ပြည်မှာတော့နေရာကျဲကျဲမန်းလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ကြောင်မိုးထချုံရွာသွန်းပြီးတော့ရောင်တိုင်းပဲခူးတိုင်းတောင်ပိုင်းကရင်ပြည်နယ်အောက်ပိုင်းနဲ့မွန်ပြည်နယ်မှာတိမ်အသင့်တက်ဖြစ်တော့ကကြံတိုင်းနဲ့ပြည်နယ်တွေမှာတိမ်အသင့်တက်ကနေတည်ယူတတ်ပါမယ်။